ျမ်းစာတွေထဲမှာအာရခတရား၄ပါးဆိုပြီးတော့ပေါ်ပြထားတာလေးရှိတယ်။အာရခဆိုတာအဆောက်အရှောက်လို့အဓိပ္ပာယ်ရတယ်။အဓိကကပြင်ဘက်ကဘေးတွေရန်တွေအံလေတွေမကြမရောက်ရအောင်ကာဝယ်စောင့်ရှောက်တဲ့အဆောက်အရှောက်ဆိုတာထက်ကိုယ့်ရဲ့စိတ်နှလုံးကိုရာဂဒေါသမောဟကိလေသာတရားများ အန္တရာယ်များမကြမရောက်ရအောင်ကာကွယ်စောင့်ရှောက်တတ်တဲ့တရားလို့ဒီလိုအသေးပဲရတယ်ပေါ့နော်အာရခတရား၄ပါးရှိအေးတဲ့အဲ့ဒါဘုမောကအခုမနက်ခင်နိုင်မနက်ခင်နိုင်မှာအိယာထကိုရင်လေးတွေကိုအဲ့ဒီအာရခတရား၄ပါးနဲ့တတိပဌံတရားဘာဝနာတရား၅မျိုးကို15မိနစ်လောက်သူတို့ကိုနေ့တိုင်းမနက်ခင်တိုင်းပွားများခိုင်းတယ်နေ့တစ်နေ့ရဲ့အစကို အလွန်ကောင်းမွန်တဲ့စိတ်ကလေးတွေနဲ့စစေခြင်းတွေပေါ့ဟုတ်လားအဲ့ဒါတခါကြီးတို့ဒီကမကြီးတို့လည်းပဲဒီရှိနေတိုင်းနေတိုင်းအဲ့ဒီဘာဝနာ၅မျိုးနဲ့နေ့ရက်တွေကိုအစပြုနိုင်မယ်ဆိုရင်အလွန်ကောင်းမှာနော်ပြင်ဘက်ကဘေးတွေအန္တရာယ်တွေလည်းမကြမရောက်ရအောင်နော်ကိုလေးကျင်းလိုက်တဲ့ကိုအားထုတ်လိုက်တဲ့အဲ့ဒီသူတော်ကောင်းတရားကကာကွယ်မယ်ဆောင်ရှောက်မယ်ပြီးရင်ကိုယ့်ရဲ့စိတ်နှလုံးထဲမှာနော်ပူတဲ့လောင်တဲ့ပင်ပန်းစီတတ်တဲ့ ်လက်ကိလေသာအန္တရာယ်တွေမကြမရောက်အောင်လည်းပဲကာကွယ်စောင့်ရှောက်နိုင်ပါလိမ့်မယ်ဟုတ်လားဒါကြောင့်အဲ့ဒီအာရခတရား၄ပါးနဲ့တတိပဌံဘာဝနာဆိုတဲ့ဘာဝနာတရား၅မျိုးရဲ့အကြောင်းကိုဒီနာယီဝက်လောက်လေးမှာဘုံဘုံတို့မှတ်သားကြည့်နော်ပထမဦးဆုံးဘာဝနာကအာရခတရားကဘာလဲဆိုတော့ဗုဒ္ဓံုတ်တိဘာဝနာတဲ့ဗုဒ္ဓံုတ်တိဆိုတာမြတ်စွာဘုရားရဲ့ဂုံကိုအဖန်ပါအမှတ်ရတာစဉ်းစားတာဆင်ញံတာဘုံဘုံတို့ကိုယ်ဝင်နေတဲ့မြတ်စွာဘုရား ယောကိလေသာခတ်သိမ်းငြိမ့်တော်မူ၏ကိလေသာအပူဓာတ်တွေငြိမ့်တဲ့အတွက်ကြောင့်စိတ်နှလုံးဟာပဂရိအေးချမ်းတော်မူ၏ဟာအရဟံဂုံပေါ့နော်တလောကလုံးမှာတိလာအဖြစ်တမာရီအဖြစ်ပညာအဖြစ်အမြင့်မြတ်ဆုံးဖြစ်တော်မူတဲ့အတွက်ကြောင့်တတဝအာလုံးတို့ရဲ့ပူဇော်အထူးကိုခံယူတိုက်တည်ဒါလည်းပါလေအရဟံဂုံရဲ့အတိတ်ပဲနော်ရဟန်းကုံရဲ့အတိတ်တွေများစွာရှိတဲ့အနက်ကနှစ်မျိုးလောက်တော့နားလည်ရမယ်ပေါ့နော်။မြတ်စွာဘုရားရဲ့စိတ်နှလုံးဟာ ဘလောက်ပဲလောဘဖြစ်เสียအာယုနဲ့တွေ့တွေ့လောဘဖြစ်တယ်ဆိုတာမရှိဘူးဘလောက်ပဲမကြည်နဲ့เสียကောင်းတဲ့အာယုနဲ့တွေ့တွေ့ဒေါသဖြစ်တယ်ဆိုတာမရှိဘူးဟုတ်လားအဲ့ဒါလိုလောဘဒေါသအပူတက်အလောင်းတက်တည်းလုံးဝကင်းဝေးတဲ့အတွက်ကြောင့်မြတ်စွာဘုရားရဲ့စိတ်နှလုံးဟာပဂရိငြိမ်းအေးတော်မူလေလို့အာယုပြုတက်ဖို့ဆင်ញင်တက်ဖို့နှလုံးသွင်းတက်ဖို့လိုတယ်ပေါ့နော်ပြီးတော့သီလသမာဓိပညာအဖြစ်အကြီးမားဆုံးအမြင့်မြတ်ဆုံးဖြစ်တော်မူတဲ့အတွက်ကြောင့်မြတ်စွာဘုရားပူဇော်ထူးကိုလည်း ခံယူတိုက်တယ်အရဟံဂုံပေါ့အရဟံဂုံပြီးရင်ဘုံဘုံတို့ဂုံတော်အနန္တရှိတဲ့အနက သမသမ္ဗုဒ္ဓဂုံကိုဆင်ញင်တဲ့ရမယ်သမသမ္ဗုဒ္ဓဆိုတာဘာလို့တိတဲ့တိလိုက်တဲ့တရားအလုံးစုံကိုမဖောက်မပြန်ကိုယ်တိုင်မှန်မှန်ကန်ကန်တိတော်မူမြင်တော်မူတယ်တိစရာတရားအလုံးစုံကိုဆရာမကူတရားမူညာဖြင့်ကိုယ်တော်တိုင်တိတော်မူတယ်နော်ဒါလို့ရင်ဆင်းရဲမေးဒါလို့ရင်ချမ်းသာမေး ဒီလိုလှုပ်လို့ရှိရင်တော့ဘဝတန်တရာဝိဒုက္ခကလွတ်မြောက်သွားမယ်အစရှိသဖြင့်မြတ်စွာဘုရားနော်ဒီတိတင်တိလိုက်တဲ့သဘာဝတရားအလုံးစုံကိုတိတော်မူတယ်မြင်တော်မူတယ်ဒါကိုဘုန်းဘုန်းတို့တိတိအတိုင်းမြင်တိအတိုင်းမြတ်စွာဘုရားဟောပြတော်မူခဲ့တယ်ပေါ့တကယ်စင်စစ်မြတ်စွာဘုရားနော်လောကကြီးရဲ့ဟုတ်လားဒီတရားတွေကနော်ချမ်းသာကြောင်တရားဖြစ်တယ်လေ့ကျင့်မယ်ဆိုရင်ကိုယ်တန်တမ်းမှာဖြစ်အောင်လုပ်မယ်ဆိုရင်ချမ်းသာမှုကိုဖြစ်စေတယ်ဒီလိုသိတယ် ော့ဒီတရားတွေကလုံမယ်ဆိုရင်တော့ကိုယ်ဆင်းရဲစေလိမ့်မယ်ပင်ပန်းစေလိမ့်မယ်ဒီလိုသိတယ်ဟုတ်လားအဲဒီတရားတွေကကြိုးစားမယ်ဆိုလို့ရှိရင်တော့ဘဝဝိဒုက္ခတွေလုံးဝချုပ်ငြိမ့်ပြီးတော့လွတ်မြောက်မှုချမ်းသာကိုရလိမ့်မယ်လို့မြတ်စွာဘုရားအကုန်သိတယ်တကယ်စင်စစ်မြတ်စွာဘုရားကဖန်တီးသူမဟုတ်ဘူးတွေ့ရှိသူပဲဟုတ်လားကုသိုလ်တရားတွေကနော်ချမ်းသာမှုကိုဖြစ်စေလို့မြတ်စွာဘုရားကဖန်တီးလိုက်တာမဟုတ်ဘူးအကုသိုလ်တရားတွေကဆင်းရဲမှုကိုဖြစ်စေလို့မြတ်စွာဘုရားဖန်တီးလိုက်တာမဟုတ်ဘူး မဂ္ဂင်7ပါးတရားဟာနော်တန်ဇရာလွတ်မြောက်ကြောင်းတရားဖြစ်စေလို့ဖန်တီးဖန်တီးလိုက်တာမဟုတ်ဘူးဟုတ်လားအကုသိုလ်တရားတွေဟာဆင်းရဲနေတယ်ပင်ပန်းနေတယ်နောင်လဲယုံညံ့တဲ့ဘဝကိုပို့တတ်တဲ့အစွမ်းရှိတယ်ဒါသူ့ရဲ့ပင်ကိုအစွမ်းပဲဘုရားကလှုပ်ထားတာမှမဟုတ်တာဟုတ်လားဘုရားကတိတာပဲဩဒါလှုပ်ရင်တော့ဆင်းရဲမှာပဲအဲ့တော့လှုပ်ရင်ဆင်းရဲမှာပဲဒါပဲဟုတ်လားကုသိုလ်တရားတွေဟာချမ်းသာသေးတယ် သက်သာစေတယ်နောင်လည်းပဲကောင်းမွန်တဲ့ဘဝတွေကိုရစေတယ်အဲ့ဒါကုသိုလ်ဟာဒီလိုဖြစ်စေလို့ဘုရားဖန်တီးလိုက်တာမဟုတ်ဘူးနော်ကောင်းတဲ့စိတ်တွေကောင်းမြတ်တဲ့အလုပ်တွေဟာဒီလိုမျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့စွမ်းရည်တတ္တိတွေရှိနေတယ်ဆိုတော့မြတ်စွာဘုရားကသိမြင်တာပဲဒါကိုနားလည်ဖို့လိုတယ်ဟုတ်လားအဲ့လိုပဲတမ္မာဒိဋ္ဌိကောင်းဆောင်တဲ့မဂ်ကင်၈ပါးတတိသူတော်ကောင်းတရားကြီးဟာဘဝဝိတုခကနေလွတ်မြောက်သွားစေတယ်။နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုစေနိုင်တယ်။နိဗ္ဗာန်ချမ်းသာကိုဆက်ရောက်စေနိုင်တယ်။ ဒါလည်းမြတ်စွာဘုရားမဂ္ဂင်ရှင်ပါနိဗ္ဗာန်ကိုဆက်ရောက်စေတယ်လို့ဆက်ရောက်စေလို့ဖန်တီးလိုက်တာမဟုတ်ဘူးဒီမဂ္ဂင်ရှင်ပါတရားမှာနိဗ္ဗာန်ကိုဆက်ရောက်စေတဲ့တဲ့အစွမ်းတတ္တိရှိနေတယ်ဒီလမ်းဟာနိဗ္ဗာန်စီကိုဥတည်နေတယ်ဒီလမ်းကိုရောက်ရင်နိဗ္ဗာန်ကိုရောက်လိမ့်မယ်လို့မြင်တာဒီလမ်းကြီးကိုမြတ်စွာဘုရားဖန်တီးလိုက်တာမဟုတ်ဘူးဒီလမ်းကသူ့အတူရှိနေပြီးသားဒါကြောင့်မြတ်စွာဘုရားမဂ္ဂင်ရှင်ပါကိုပုရဏမကလမ်းဟောင်းကြီးရှိဖရာအဆူဆူလို့ဖုံးနေအောင်တွားခဲ့တဲ့လမ်းဟောင်းကြီးဒီလိုပြောတယ် ဟုတ်လားအဲ့တော့ဘုန်းတို့တကယ်တမ်းဘဝမှာလမ်းတွေအနေနဲ့မြင်ကြည့်မယ်ဆိုရင်အောက်လမ်းရှိတယ်အထက်လမ်းရှိတယ်လွတ်မြောက်လမ်းရှိတယ်အောက်လမ်းဆိုတာ အကုသိုလ်တရားတွေကိုပြောတာပေါ့နောက်အထက်လမ်းဆိုတာကုသိုလ်တရားတွေကိုပြောတာပေါ့လွတ်မြောက်လမ်းဆိုတာကတော့အဲ့ဒီကုသိုလ်တရားတွေထဲကမှနောက်မိခင်ရှင်ပါအကျင့်မြတ်တရားအဓိကပြောရပါစို့ဟုတ်လား ြင်လည်းပဲကုသိုလ်ကောင်းမှုပြုတိုင်းပြုတိုင်းနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုပေးရစေဆိုတဲ့မုံမြတ်တဲ့စိတ်မှန်ကန်တဲ့စိတ်ရည်ရွယ်ချက်မှန်မှန်နဲ့လုပ်မယ်ဆိုရင်ထိုကုသိုလ်ဆိုတဲ့အထက်လန်းဒီပင်လည်းလွတ်မြောက်လန်းဖြစ်သွားပြန်တယ်ပေါ့ဟုတ်လားအဲ့လိုပြောရင်တော့ဘာလို့မြတ်စွာဘုရားရဲ့တမ္မာတန်ဗုဒ္ဓကိုအလုံးစုံကိုသိတာဟုတ်လားအဲ့လိုအလုံးစုံကိုသိတယ်ဒုက္ကိုဝရတဲ့မြတ်စွာဘုရားတရားအလုံးကိုသိတယ်သိတဲ့အတိုင်းညွှန်ပြခဲ့တယ်ဒီလိုလေးဘုန်းဘုန်းတို့စဉ်းစားဆင်ခြင်ဒါဗုဒ္ဓနုဒတိဖြစ်တယ်ပေါ့နော် အရဟံဂုံရေတမတံဗုဒ္ဓဂုံရေပြီးတော့နားလည်တင်တဲ့ဂုံဂုံကျေးဇူးအနန္တရှိတဲ့အတ္တကနားလည်တင်တဲ့ဂုံဘဂဝါဂုံဘဂဝါဆိုတာဘာတော့တမန်အဖြစ်ဘုံတော်နန္ဒကံတော်နန္ဒညံတော်နန္ဒတကောတော်နန္ဒဒီလိုပြည့်စုံတော်မူတယ်လို့မှတ်သားထားကြတယ်ဟုတ်လားတကယ်စင်စစ်ဘဂဝါဂုံဆိုတာဘဝပေါင်းများစွာမြင့်မြတ်တဲ့အလုပ်ပါရမီတရားတွေကိုပြည့်ပြည့်စုံအောင်ဖြည့်ကျင့်တော်မူခဲ့တဲ့အတွက်ကြောင့် ဒီအန္တိမဘုရားနောက်ဆုံးဘုရားမှာမြတ်စွာဘုရားအလုံးစုံပြည့်စုံရုပ်ရည်အပြင်လည်းပဲအတင့်တယ်ဆုံးအသက်ဘယ်ဆုံးဉာဏ်ပညာအပြင်လည်းပဲအထက်မြတ်ဆုံးဟုတ်လားသူတော်ကောင်းတရားအပြင်လည်းပဲအပြည့်စုံဆုံးအမွတ်မြတ်ဆုံးမြတ်စွာဘုရားမှာအဖက်ဖက်ကဘာလေးမှလူလီသေးမရှိပြည့်စုံတယ်သူအကြောင်းတရားတွေကိုပြည့်ပြည့်စုံအောင်လုပ်ခဲ့တာဆိုတဲ့အခါကျတော့ဒီဘုရားအကျိုးရလက်ကအကုန်လုံးပြည့်စုံနေတယ်နောက်ထပ်ဘုရားတစ်ခုလည်းပဲထပ်ပြီးတော့ဖြစ်เสียမှရှိတော့တဲ့အတွဲကြောင့် ပါရမီတရားတွေကုသိုလ်တရားတွေကအဆုံးစွန်ဒါသူ့ကိုဝိုင်းပြီးတော့အကျိုးပေးကြတယ်ပေါ့ဒါကြောင့်မြတ်စွာဘုရားလုံးဝပြည့်ပြည့်စုံတော်မူတယ်ပြည့်စုံတဲ့လူသားပေါ့နော်ဖြည့်ကျင်းခဲ့တဲ့ပါရမီတော်အနန္တတို့ကြောင့်လောကီလောကုတ္တရာကောင်းမြတ်တော်ဂုံဖြာများတို့ဖြင့်ကောင်းစွာဂုံလုံးပြည့်ပြည့်စုံတော်မူပါသောမြတ်စွာဘုရားဘဂဝါဘုရင်အတိတ်ပဲဟုတ်လားအတ္တပမုံဂုံကျေးဇူးအနန္တရှိတဲ့နဲ့ကဂုံတော်၃ပါးပြောလိုက်တယ်အရဟံဂုံရဲ့ မတန်ဗုဒ္ဓဂုံရေဘဂဝါဂုံရေအဲ့ဒါကိုတခါတည်းပါသွားအောင်ဘယ်လိုလုပ်မလဲနမောတတဘဂဝါတောအရဟတောတမတန်ဗုဒ္ဓတအကောင်းဆုံးဖျားရှိခိုးပဲဟုတ်လားအရဟတောကိရိတာကတိငြိမ်းနှဖြင့်ပဂတိအေးချမ်းတဲ့စိတ်နှလုံးရှိတော်မူသောတမတန်ဗုဒ္ဓတအလုံးစုံသောတရားတို့ဖောင်းပြန်မှန်မှန်ကန်ကန်ကိုယ်တော်တိုင်တည်တော်မူမြင်တော်မူသော တတ္တဘဂဝါတော်ထိုပြီးပြည့်စုံတော်မူသောမြတ်စွာဘုရားအားနမောရှိခိုးခြင်းသည် အတုဝတ္တုဖြစ်ပါစေသည်။အကောင်းဆုံးဘုရားရှိခိုးပဲ။အဲ့ဒါလေးနဲ့နေ့တစ်နေ့ကိုစနိုင်အလွန်ကောင်းပါဘူးနော်။ဒါဗုဒ္ဓနုဒ္ဓတိဘာဝနာ။ကိုယ့်ရဲ့စိတ်နှလုံးမှာညာကဒေါသမောဟဘေးအန္တရာယ်မကြမရောက်ကာကွယ်နိုင်နေ။မပြင်းမကအန္တရာယ်လည်းပဲမကြမရောက်သူ့အစွမ်းစားတဲ့သူကိုယ့်ရဲ့စိတ်နှလုံးကအလွန်ကောင်းနေတယ်။တုံတယုံဘေးစိုးအန္တရာယ်စိုးကာကွယ်နိုင်နေပေါ့နော်။ဒါကြောင့်သူ့ကို အရခတရားလို့ပြောတယ်နော်ဒါဗုဒ္ဓနုဒ္ဓတိဗုဒ္ဓနုဒ္ဓတိပြီးတော့ဘာလာမလို့မေတ္တာပါပဲနာမေတ္တာဆိုတာတတ္တဝအားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ကလေးထားတာမမေတ္တာဆိုတာတတ္တဝတွေကိုချမ်းသာစေခြင်းနဲ့စိတ်ကလေးကိုမေတ္တာလို့ပြောတာဟုတ်လားပြမာနဲ့လို့တတ္တဝဟုလည်းမြတ်ဘေးရန်ကင်းကွာကိုယ်စိတ်နဲ့ဖြာကျမ်းမာချမ်းသာကြပါစေလို့စိတ်ပါလက်ပါတတ္တဝတွေရဲ့ပုံမှာဘေးရန်ကင်းစေခြင်းနဲ့စိတ် ကျမ်းမာရေးကောင်းသိခြင်းနဲ့စိတ်နှလုံးစိတ်ဝင်ငြိမ်းအေးစေခြင်းနဲ့စိတ်ကလေးထားရတယ်။ပြစ်ဒါစိတ်ကိုထားတဲ့နေရာမှာကိုချင်းစာစိတ်ကလေးနဲ့ကြိုးစားရတယ်။ကိုဘလောက်ဘေးအန္တရာယ်ကင်းခြင်းလို့ဘေးဒီအန္တရာယ်မတွေ့ခြင်းမူမကြုံခြင်းမူကိုဘလောက်ကျမ်းမာရေးကောင်းခြင်းလို့ကိုဘလောက်စိတ်ချမ်းသာခြင်းလို့ကိုကိုကိုပြန်စစ်ကြည့်ပါနော်။အဲလိုပဲတတ္တဝါတိုင်းတတ္တဝါတိုင်းဟာဘေးရန်ကင်းခြင်းညတယ်ကြောက်ကြတယ်လန့်ညတယ်ဟုတ်လား။တတ္တဝါတိုင်းတတ္တဝါတိုင်းဟာခန္ဓာကိုယ်ကျမ်းမာရေး ကောင်းမွန်ခြင်းတယ်ဒီတိုင်းနေကောင်းနေရင်သာမသိတာနေမကောင်းတော့ဘူးဟေ့ဆိုတာနဲ့ကျမ်းမာခြင်းတဲ့စိတ်ကအထုအတိတ်ပဲဟုတ်လားပြီးတော့တတ္တဝါတွေကဘာလဲနှလုံးစိမ်ဝါငြင်းအေးခြင်းတယ်စိတ်ချမ်းသာခြင်းတယ်ပောကတွေနဲ့မနေခြင်းဘူးစိုးရင်ထိတ်လန့်မှုတွေနဲ့မနေခြင်းဘူးဟုတ်လားအဲ့လိုမျိုးဘုန်းဘုန်းတို့တွေကတတ္တဝါတွေရဲ့နော်အလိုဆန္ဒကိုနားလည်ပြီးတော့ဩတတ္တဝါတွေလိုလားတောင်းတာတယ်ကောင်းကျိုးချမ်းသာရကြပါစေလို့စိတ်ထဲက နော်ဘေးရန်ကင်းစေခြင်းနဲ့ကျန်းမာရေးကောင်းစေခြင်းနဲ့နှလုံးဆေးဝါးညင်အေးစေခြင်းနဲ့သဘောလေးထားတာအဲ့ဒါကိုပဲခေါ်တော့မေတ္တာဟုတ်လားအဲ့ဒီမေတ္တာအလုံးတရားမှအစွမ်းတတ္တိကြီးမားတယ်ဒါကြောင့်မြတ်စွာဘုရားကဒီမေတ္တာတရားနဲ့ပတ်သက်ပြီးတော့အများကြီးသူ့ရဲ့အကျိုးအာတိသင်တွေကိုဟောပြတာရှိတာပေါ့နောက်ပုံညာဘိက္ခေမာပါယိထဒုက္ခတေတံဒီဝဆန္ဒယဟန်တို့ကောင်းမှုကိုမကြောက်ကြနဲ့ကောင်းမှုဆိုတာချမ်းသာဒုက္ခရဲ့နာမည်တစ်မျိုးဖြစ်တယ်လို့ ဲ့လိုဟောပြီးတော့လှုပ်ခိုင်းတဲ့ကောင်းမှုကဘာဖြစ်မလဲဆိုမေတ္တာဖြစ်တယ်ဟုတ်လားသူဘဝတစ်ခုလုံးကနော်ခုနှစ်နှစ်ကြော်ကြော်လောက်မေတ္တာတရားကိုပွားများသိတဲ့အခါကျတော့နော်ပြမပြီကိုရောက်တယ်တော့တရားမင်းမောင်ဘလောက်ဖြစ်တယ်လူလူစည်းစိမ်ဘလောက်ရတယ်အများကြီးအဲ့ဒီမှာမြတ်စွာဘုရားဟောပြတယ်ဟုတ်လားပြီးတော့လူတိုင်းတည်နေတဲ့မေတ္တာအကျိုးဆက်တဲ့မျိုးအိမ်နိုးချမ်းသာကောင်းစွာအိမ်မက်ချစ်လျက်လူနဲ့စောင့်လက်နံများစိတ်မီသားတို့ ရှောင်ရှားကိုမှလျင်စွာစိတ်တည်ရှင်ကြည်မျက်နာသေးကမတွေ့လားလေပြမဆက်တဖြာတည်မေတ္တာပွားမှုအကျိုးရည်မေတ္တာတရားရဲ့စွန့်ရည်တတ္တိအကျိုးပေးအန္တိသင်ကြီးမားပုံကိုဘုရားလွယ်လို့ယူမတည်ကြရပြည့်ပြည့်စုံစုံသိနိုင်မှာမဟုတ်ဘူးဟုတ်လားဒါကြောင့်မေတ္တာကိုအားကိုးသင့်နော်မေတ္တာစိတ်ကလေးကိုဘုန်းဘုန်းတို့ရဲ့အတွင်းတန်တာမှာထပ်ထပ်ထပ်ဖြစ်အောင်ကြိုးပမ်းအားထုတ်သင့်တယ်ပေါ့ဟုတ်လား တနေ့၃ကဥဒရာဖြင့်ချက်ခါထမင်းကျွေးမွေးခြင်းထက်မယွင်းစင်စစ်နုတညစ်စာချိန်၃ကမျှမေတ္တာပွားများကြိုးကြီးမှသည်ဘုရားမြတ်စွာမင်ကုန်းဒီရောက်ဘူးတယ်မို့လားနော်တနေ့ကို၃ကဥဤတရားတရားနဲ့ထမင်းတွေဟင်းတွေချက်ပြီးတော့ကျွေးတဲ့ကုသိုလ်ထက်လက်ရှိတစ်ထွက်လောက်၃ချိန်လောက်စစ်မှန်တဲ့မေတ္တာထားလိုက်ရခြင်းကပိုးပြီးတော့အကျိုးအာနိသင်ကြီးမားတဲ့ကောင်းမှုကိုပြုဝါရောက်တယ်လို့ဘုလိုမြတ်စွာဘုရားဟောတယ်ဟုတ်လား ဒါကြောင့်နေ့တနေ့ရဲ့အစမှာဗုဒ္ဓနှုတ်တိမြတ်စွာဘုရားရဲ့အကုန်ကြီးကိုစဉ်းစားမယ်ပြီးရင်ဘာလုပ်မလို့တတ္တဝါတွေရဲ့ပုံမှာမေတ္တာထားမယ်ပေါ့နော်အချိန်ကာလနည်းနည်းလေးပဲဖြစ်ဖြစ်ကိုယ်စိတ်ကလေးကိုကြည်လင်တန့်ရှင်းသွားအောင်ကိုယ့်ရဲ့စိတ်ကိုဒေါသမေးလောင်တာတွေနည်းအောင်ဘုံဘုံတော့အဲ့ဒီရည်ရွယ်ချက်နဲ့ကြိုးစားရမေတ္တာထားတယ်မေတ္တာဘာဝနာပေါ်များတယ်ဆိုတာတတ္တဝါတွေကိုချမ်းသာစေခြင်းနဲ့နော်စိတ်နဲ့ထားတာလဲတစ်ပိုင်းပေါ့ ီးတော့နောက်တစ်ပိုင်းကကိုယ့်ရဲ့စိတ်နှလုံးကိုအလိုမကျမှုဒေါသမီးတွေလောင်ကျွမ်းမှုနည်းအောင်တနည်းအားဖြင့်ဒေါသရဲ့နှိမ့်ဆက်ခြင်းကနေပြီးတော့နော်တတ်တာရရအောင်ဒေါသကြောင့်ဆင်းရဲတဲ့အနေအထားတွေကလျော့ပါတော့ဘုံတို့ဒီရွယ်ချက်နဲ့လည်းမြစ်တာကိုပွားရတယ်။များသောဖြင့်ဘုံတို့စိတ်တွေကအလိုမကျမှုတွေစိတ်တိုင်းမကျမှုတွေဒေါသတွေနဲ့ပဲနေကြတာများတယ်။ဒေါသဖြစ်ပြီးဆိုရင်လည်းပဲတက်မဲ့တွေပုံမှန်ဖြစ်တာတဲ့တက်ရှိတွေပုံမှန်ဖြစ်တာကအပုံကြီးများတယ်ဟုတ်လား။ လက်ရှိတွေမှာလည်းပဲဘယ်ပုံမှာဖြစ်နေတာများလူတွေပုံမှာပေါ့နော်လူတွေပုံမှာရောတိတဲ့လူနဲ့မတိတဲ့လူဘယ်လိုပုံမှာပို့ဖြစ်တာတိတဲ့လူတွေဟောအမျိုးမျိုးဖြစ်နေကြတာဟုတ်လားအဲ့တော့ကိုယ့်ရဲ့စိတ်ကြီးကအလေအကျဉ်းကြီးလို့ဖြစ်နေတာတခုခုထစ်ကနေတွေ့လိုက်တာနဲ့အလိုမကျဟုတ်လားအလိုမကျအဲ့ဒီအလိုမချမှုဒေါသဘေးရနေပြီတော့ဘုန်းတို့လွတ်ကင်းအောင်ဒေါသဘေးတက်လာနေအောင်မေတ္တာကိုအားကိုးရမယ်မေတ္တာတက်အားကြီးသွားပြီဆိုရင်တုံးတန်းရုံအလိုမချတဲ့အနေနဲ့တွေ့လဲအလိုမချမှုမဖြစ်ဘူး မေတ္တာရဲ့စွန့်အားကြောင့်နော်ငြိမ့်ငြိမ့်အေးအေးဆက်ပြီးတော့ဘုရားတို့နေလို့ရတယ်ဒီသဘောလေးကိုပြောတယ်နော်ဘုရားနှုတ်တတိမေတ္တာပြီးတော့ပါတော့မရဏနှုတ်တတိဟောသိခြင်းကိုအဖမ်းမအမှတ်ရဘဝရဲ့ရှင်သန်မှုဆိုတာတည်ဆုံးခြင်းဖြစ်ပဲအဆုံးတက်ရအင်းဒါဟုတ်ပြီတည်ကြတယ်ဟုတ်လားအဲ့ဒီအမှန်တရားကိုစဉ်းစားတဲ့နေရာမှာဘာဘုရားတို့ထပ်ပြီးတော့ထည့်သွင်းဖို့လိုတော့ဆိုတော့အချိန်မီဆိုတာကိုထည့်သွင်းဖို့လိုတယ် ။မပျက်စီးရမှာတော့တေးကြတယ်။ဟုတ်ပြီ။ဘယ်ချိန်ပျက်စီးမှာလဲဆိုတော့ဘယ်ချိန်ဖြစ်ဖြစ်ပျက်စီးနိုင်တယ်။ဘုံတို့ခန္ဓာကိုယ်ကြီးဟာမပျက်စီးနိုင်တဲ့အချိန်ဆိုတာတကယ်တမ်းကမရှိဘူး။မပျက်စီးသေးတာပဲရှိ။အဲမပျက်စီးနိုင်တဲ့အချိန်ရှိဘူးဆိုတာကိုကံအကြောင်းတရားလေးကိုကြည့်ရင်ပို့ပြီးတော့ဘုံတို့ထင်ရှားရှားသိနိုင်တယ်ပေါ့။နော်ရှင်သန်မှုရဲ့နော်မတေးကြဘူးမရေရာဘူးကံအကြောင်းတရားလေးတွေကိုကြည့်ပြီးတော့စဉ်းစားတတ်ဖို့လိုတယ်။ ဘုန်းတော်ဘုရားမှာရှင်းတန်းနေတယ်ဆိုတာကာစေဥတုအာဟာရအကြောင်းတရား၄ပါးပုံမှန်เนาะအကြောင်းခံပြီးတော့ရှင်းတန်းနေတာအာဟာရဆိုရင်တော့အလွန်တိတာတဲ့အကြောင်းပေါ့လွန်ခဲ့တဲ့ခုနှစ်ရက်လောက်ကစားဒီနေ့အထိဘာမှမစားဘူးဆိုဒီချင်းပေရောပေါ့ဟုတ်လားเนาะဥတုအလွန်ကြမ်းတမ်းတဲ့အပူကြီးလွန်ခဲ့တဲ့နေရာနေပေမှာပဲဟုတ်လားမခံနိုင်လောက်တဲ့အပူမခံနိုင်လောက်တဲ့အေးအေးရောင်ပေမှာပေါ့ဟုတ်လားပြီးတော့ဘာလဲကိုယ့်ရဲ့စိတ်က ်ပေလောက်အောင်ဆင်းရဲမယ်ပူလောင်မယ်ပြည့်စည်မယ်ဆိုရင်လည်းပေနိုင်တာပဲဟုတ်ပြီအဲ့လို့ဆိုရင်အာရရဲ့ဥဒုရဲ့စိတ်ရဒါအရန်ထင်ရှားတိလာတဲ့အကြောင်းတရားကြီးတွေပေါ့ရှင်သန်မှုမှာဟုတ်လားအလွန်တိဖို့ခက်တဲ့တကယ်လဲအာကြီးနေတဲ့အကြောင်းတရားရှိတယ်အဲ့ဒါမှမဆိုကံတရားပေါ့နော်အရင်ဘဝကအရင်အရင်ဘဝဘဝကလူဘဝမှာနော်နေရမယ်အကြောင်းတရားကံတရားကိုကိုယ်ကဘယ်အတိုင်းတာထိဘလောက်ကြီးကြီးမားမားလုပ်ခဲ့တယ်လဲဆိုတာမသိနိုင်ဘူး ကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေအဲ့ဒီကံအရှိန်ကုန်နေဆိုရင်တော့ဘုံဘုံတို့ဘာလို့ရမလဲဆိုပေးရမှာပဲကံအရှိန်ကဘလောက်ကျန်သေးတယ်ဆိုတာမသိနိုင်ဘူးဆိုကြပါစို့အဲစီမီးကွက်လေးထဲမှာစီထည့်ပြီးတော့မီးစာထည့်မီးထွန်းတာမီးလေးတောင်းနေတယ်လက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 ်နဲ့အခုကျတော့ရှင်သန်မှုမီးတောင်လေးတောင်းနေတာဟုတ်လားစီရှိသလောက်မီးစာရှိသလောက်ပဲတောင်းမှာနော်အခုရဲ့ဒီရှင်သန်မှုမီးတောင်ကလေးတောက်ဖို့အတွက် ီလက်ကြံစီကဘလောက်ရှိသေးလဲလို့ဘုံဘုံတို့မသိနိုင်ဘူးစီကုံတဲ့ချိန်ရက်မိစာကုံတဲ့ချိန်ရက်တချို့များကြတော့လည်းပဲစီတို့မိစာတို့မကုံသေးဘူးဒါပေမဲ့လေးတိုက်လို့တယောက်ကနှိမ့်တက်လိုက်လို့ရက်သွားတာလည်းရှိသေးတယ်အဲဒါဥပိ္ပစေကကံခေါ်တယ်အဲဒါဟုတ်လားတဘောမှာရှင်သန်မှုရဲ့မသေးကြဘူးဘုံဘုံတို့စဉ်းစားရမယ်ဆင်ခြင်ရမယ်ဘဝသေးရမယ်ဘဝသေးမျိုးသေးနွယ်အဲဒီတဘာဝကိုစဉ်းစားခြင်းဟာအများကြီးလောဘဒေါသမောဟကိုနှေးပါစေတယ် ဘဝမှာအများကြီးအတိတ်ပဲရှိသေးတယ်။လုံတဲ့လုံထိုက်တာကိုမြန်မြန်လုံဖြစ်စေတယ်။မလုံတဲ့မလုံထိုက်တာကိုရှောင်ကျင်လူစိတ်နဲ့ထက်သန်လာစေတယ်။ပေခြင်းတရားကိုစဉ်းစားလို့ဖြစ်တဲ့နော်အသိဉာဏ်ပညာအလွန်မှအစွမ်းထက်တယ်။ဟုတ်လား။ဒါကြောင့်ငါရဲ့ရှင်သန်ခြင်းဒီမြဲတည်ဆုံးခြင်းဒီမြဲဤဘယ်ချင်းသိမဲဆိုတော့ငါမသိနိုင်ဘူး။ဟုတ်လား။ကံကုံတဲ့တနေ့ငါရဲ့ရှင်သန်မှုဟာရက်ဆိုင်သွားမှာ။ဒီအမြင်ကိုဘုံဘုံတို့ကစိတ်ထဲမှာအမြဲတမ်းရှိနေစေရမယ်ပေါ့။ဒီသဘောလေး နော်အရှင်လေးနဲ့သွားနေတာနော်ဆိုကြပါစို့ဖုန်းလို့ခဏခဏပြောနေတာဟိုညတချောင်းကိုလေးပေါ်တင်ပြီးတော့တခါဆွဲပြီးတော့ပြစ်ထည့်လိုက်တယ်ဟာလေးတဲကိုညားတာပြေးတယ်နော်ဘလောက်ပြေးမလို့အရှင်ရှိတဲ့လောက်ပေါ့အရှင်ဆိုတာထာဝရသဘောမဟုတ်ဘူးနော်ဟုတ်တယ်မဟုတ်လားလေးရကြီးရင်ကြီးတဲ့လောက်ပြစ်တဲ့လူအကောင်းရင်ကောင်းတဲ့လောက်ညားတာကဖြောင်းရင်ဖြောင်းတဲ့လောက်အကြာကြီးပြေးမယ်ပေါ့လေးထဲမှာဟုတ်လားဒါဒီဘလောက်ပဲကြာတယ်ပြောပြောပြီးရင်တော့ကြာမှာပဲ ဒါပေမဲ့ကလေးတွေလှုပ်ထားတဲ့လေးလေးနဲ့ဟုတ်လားမြားလေးကလည်းကောက်တိကောက်ခွေတာတာလေးလောက်ပဲဆွဲပြလိုက်တယ်ဆိုရင်တော့၄၅၀ပြေလောက်ရောက်မှာပေါ့ဒါပဲပြုတ်ကျသွားမှာအခုကကျုပ်တို့ကလေထဲမှာ ပြန်တန်းနေတဲ့အနေအထားပေါ့ဟုတ်လားမြားတံလေးလေထဲမှာပြန်တန်းနေတဲ့အနေအထားဘယ်သူအရှိန်နဲ့ပြန်ကံအရှိန်နဲ့ပြန်တန်းနေတာအရှိန်ဆိုတာသာဝရမဟုတ်ဘူးနော်ဘယ်အချိန်ကုန်မလဲဆိုတာတော့မသိနိုင်ဘူးဘလောက်အားနဲ့ပြစ်ခဲ့တယ်လေ ဒါဘုံဘုံစဉ်းစားမိတာလေးကိုပြောတာပါဟုတ်လားဒါကြောင့်ငါရဲ့ရှင်တန်ခြင်းဒီမမြဲတည်ဆုံခြင်းဒီမြဲဤဆင်ခြင်ရမယ်ဆင်ခြင်တဲ့နေရာမှာအချိန်မရွေးဆိုတာထည့်ရမယ်ပြီးတော့လူတိုင်းတတ္တဝါတိုင်းဆိုတာလည်းထည့်ရမယ်ငါတယောက်တည်းတည်ရတဲ့သဘောရှိတာမဟုတ်တတ္တဝါတိုင်းပေးရမှာဟာအဲ့ကျမှညာပို့ပြီးတော့ကျဲပြန့်သွားတာနော်ငါဤရှင်တန်ခြင်းဒီမမြဲတည်ဆုံခြင်းဒီမြဲဤအဲ့ဒါလိုပဲသူဤရှင်တန်ခြင်းဒီလည်းမမြဲသူဤတည်ဆုံခြင်းဒီမြဲအကုန်လုံးပေးရမှာ သေမျိုးသေနွေတွေကြီးပဲဟုတ်လားနော်ကြည့်ကြည့်လိုက်ဟုတ်လားအဲ့တော့ဒီသေခြင်းတရားကိုစဉ်းစားတဲ့အတိညာအလွန်မှတဘာဝအလွန်ကြတဲ့အတွေ့အကြုံ तू ကအလွန်တရားမှကောင်းတယ်ဘယ်နေရာမှာကောင်းတော့ဆိုအထူးသဖြင့်ဘဝမှာဘလို့ဆက်ပြီးတော့နေသွားမလဲဘာလို့တင်လဲဘာမလို့တင်ဘူးလဲဆိုတော့ तू အကောင်းဆုံးလက်ညွန်ပေးနိုင်တယ်ဒါကအကောလက်တွေလှုပ်ကြည့်ပေါ့လူကသူများဆရာလို့ရင်တိတ်ကြိုက်တာပေါ့ကို့အတိညာကို့ကိုဆရာလို့မှကောင်းတာဒါကြောင့်တစ်ချိန်တော့ဘုံဘဝအကောင်းဆုံးဆရာဆိုပြီးတော့ တရားလေးတခုဟောထားရှိတယ်။ဟုတ်လား။သိခြင်းကိုစဉ်းစားလို့ဖြစ်ပေါ်လာတဲ့အတိညာဉ်ကိုရည်ရွယ်တာသူအကောင်းဆုံးဆရာပဲ။ဘောမှာဘလို့နေသွားမလဲဆိုတာ။နော်။ဒါကြောင့်နေ့တနေ့ရဲ့အစမှာနမရဏနုတ္တိသိခြင်းကိုအမှတ်ရတဲ့မုံမြတ်တဲ့တတိကလေးနဲ့စနိုင်ဖို့လိုတယ်ပေါ့နော်။ဟောရာနုတ္တိမေတ္တာ မရဏနုတ္တိနောက်ဟာဘာလို့ဆိုတော့အတုပဘာဝနာတဲ့။အတုပဆိုတာမတင့်တယ်တဲ့သဘော။တုပဆိုတာတင့်တယ်လားအဆိုတာမရှိတာ။ မိမိခန္ဓာသူတစ်ပါးခန္ဓာရဲ့နော်ရုပ်ပိုင်းဆိုင်ရာအဖွဲ့အစည်းကြီးမှာတင့်တယ်မှုစိတ်သုံးနေတာအနတ်မကောင်းသောနော်မတင့်တယ်သောရွန်ရှာဆက်ဆုပ်ပွဲတဘာဝတရားတို့ဖြစ်တာနဲ့ဖွဲ့စည်းတိဆောက်ထားတဲ့သဘောတရားအမှန်အဲ့ဒါကိုစိတ်နဲ့တွေ့ပေးတာအတုပဘာဝနာဆိုတာဒီခန္ဓာအိမ်ကြီးရုပ်ပိုင်းဆိုင်ရာခန္ဓာအိမ်ကြီးဘလို့တိဆောက်ထားသလဲဆိုတာကိုဆင်ញံနှလုံးသွင်းတာလက်စွာဖေကအကုန်သင်ပေးတာနော် ဆံပဲမွေငင်ခြေသီးလက်သီးသွားအကြီးဒါတဇပင်ဆက်ကလို့ခေါ်တယ်ငါးမျိုးသောကုဋ္ဌန္တပဂတိဒီတိုင်းကြည့်လိုက်တာနဲ့လူတယောက်ကိုကြည့်လိုက်ဒီငါးမျိုးကတန့်မြင်ရဆံပဲမွေငင်တကူလုံးပေါက်နေတဲ့မွေငင်လူတွေဟုတ်လားခြေသေးလက်သေးပြီးတော့သွားတကူလုံးအုပ်ထားတဲ့အကြီးဟုတ်လားပါရမီထူခဲ့တဲ့ဘုရားလက်ထက်ကတချို့ပုဂ္ဂိုလ်တွေဆိုရင်ရဟန်းပြုတော့မရှိဘူးခေါင်းဆန်းချတဲ့အခါမှာအဲ့ဒီ င်တစပင်စကဆင်ကျင်တယ်နဲ့ရဟန္တာဖြစ်တာရှိရဲ့နော်ကောင်းတဲ့သဘောတွေစုဝေးနေတာမဟုတ်မကောင်းတဲ့သဘာဝတွေစုဝေးနေတာလို့တကယ်မြင်သွားတာပေါ့ဟုတ်လားဘဝဆိုတာဒီသဘောပဲဆိုတာကိုမြင်တာဟုတ်လားရှေ့ဆက်ပြီးတော့ကြည်အရေးအောက်မှာပါရှိမှာတော့အတာအကျော်အယူယူရင်းချင်းချင်းအညို့လေအညို့ဆိုတာကြောက်ကနှလုံးကိုပြောတာ နှလုံးအသေးအမြည်အဖြစ်အဆုပ်ဥမဥသိမ့်စာတ္တစာဟောင်းအုံနောက်ဒါကုဋ္ဌာတ20ပထဝီတက်လွန်ခဲ့တဲ့ကုဋ္ဌာတအဖတ်တက်လွန်ခဲ့တဲ့အုပ်စုပေါ့နော်ပြန်ပါတော့တေးသေးတလိပ်ပြီးသွေးချွေးအစီရဲမျက်ရည်အစီကြီးတွေနှက်အစီကျင်ငယ်အာဘောတအရေတက်လွန်ခဲ့တဲ့ကုဋ္ဌာတ7မျိုး32မျိုးသောကုဋ္ဌာတတို့ဖြင့်ဖွဲ့စည်းတိဆောက်ထားတဲ့ခန္ဓာအိမ်ကြီးပေါ့နော်အဲ့ဒါကိုဆင်ကျင်ရပတ်စံရှိတာမရှိတာဘာကွဲပြားမှုမှမရှိဘူး အသက်ကြီးတာငယ်တာဘာကွယ်ပြားမှုမှမရှိဘူး။ယောက်ျားဖြစ်တာမိန်းမဖြစ်တာဘာကွယ်ပြားမှုမှမရှိတော့။အကုန်လုံးဟာအယိုးတို့ရဲ့အဆုအဝေးများတာဖြစ်တယ်။အသွေးအသားတွေရဲ့အဆုအဝေးများတာဖြစ်တယ်။အကျိုးတွေရဲ့အဆုအဝေးများတာဖြစ်တယ်။အရည်ရူရည်ပါနဲ့အုပ်တာလေဒီသဘောလေး။ခေါင်းထဲမှာအုံနောက်တွေရှိတယ်။အရင်ကောင်းပိုင်းမှာအစုံနဲ့နှလုံးမီနီမလက်စက္ကမလက်အလုံးလုံးနေတာရှိတယ်။နောက်ဝမ်းပိုက်ပိုင်းမှာအသေးရှိမယ်၊အစာအိမ်ရှိမယ်၊ဥဒိန်ဥမရှိမယ် နော်အသေးရဲ့အောင်မှာပန်ကရိယာရှိမယ်သေးကြီးအိတ်ရှိမယ်အဲ့ဒီရဲ့အောင်နာလေးမှာပါရှိမယ်ကြောက်ကလေးနှလုံးရှိမယ်အဲ့ဒီရာနဲ့စီးရီတစက်စက်တစက်စက်ကြားနေတာဟုတ်ပါရှိရင်လည်းမထည့်ထားတာရှိမယ်ဟုတ်လားအဲ့ဒီအစာအိမ်ရဲ့ဟိုဘက်ဘေးနားမှာဘေးဆိုတဲ့တရရဲ့ကြည်ရှိမယ်ဒါအမှန်တရားပဲလေအဲ့ဒါဘာလို့တာတော့ဆင်ញင်ကြည့်တာဓာရီရှိနေတယ်ဓာရီဖြစ်နေတယ်လို့သိတာတမင်လုံးမရရနော်ဒီတိုင်းဆိုရင်ဘုံကတော့အဲ့ဒါကိုမြင်လား မမြင်ဘူးအိုတယ်လှတယ်ကြည့်ကောင်းတယ်ကြည့်မကောင်းဘူးငဲတယ်ကြည့်ရတာပဲဒီနာရင်ရက်နေတာစိတ်ကချစ်ဆက်သိစရာသိရှိတာကိုမသိဘူးမြင်စရာရှိတာကိုမမြင်ဘူးအဲ့ဒီအတုပဘာဝနာလည်းအလွန်အစွန်းထက်တယ်ရက်စွာဘုရားဘလောက်တောင်ဟောတော့သူ့ကိုလည်းအမတန်ဒီဘိက္ခူပြိပုံစံတီရေကာယကတာတတိပြိပုံစံတီအကျင်ပုဂ္ဂိုလ်သည်သုံးတဲ့မျိုးတော့ကိုထာတာကိုရှင်ရင်ပြီးဆိုရဲကာယကတာတတိကိုသုံးဆောင်ဤထိုသူသည်နိဗ္ဗာန်ကိုသုံးဆောင်ရသည်မြည်ဤဟုတ်ကော အဲ့လိုတောင်းဟောတာနော်ကိုကိုကိုအဲ့လိုဒါတွေရဲ့အဆူဝေးတွေပဲလို့ဆင်းရဲနေတာနိဗ္ဗာန်ကိုတောင်းတုံးဆောင်လာရောက်တယ်ဘုန်းဆောင်အလွန်မွန်မြတ်လို့အဲ့ဒီစိတ်ကလေးကအလွန်မှငြိမ်သက်တယ်ငြိမ်အေးတယ်မွန်မြတ်တယ်ကျွတ်တော့ဒီတိုင်းအဲ့ဒီစိတ်မပါဘူးဒီအတုဝသဘောမျိုးမပါဘူးဘဝကိုဒီတိုင်းပဲလူအချင်းချင်းကြည့်လိုက်တယ်ဆိုရင်ကျွတ်တော့နော်သူကဘာငါကဘာအစင်အတန်းအနစ်အမြင်အဲ့ဒါတွေပဲမြင်ပြီးတော့အထင်ကြီးခြင်းအထင်သေးခြင်းတွေဖြစ်ပြီးတော့ပူလောင်ခြင်းနဲ့ပဲဘုံတော့အဆုံးသတ်သွား တယောက်အောင်မြင်လိုက်တာနဲ့အထင်ကြီးတဲ့သဘောအထင်သေးတဲ့သဘောပါပြီးသားဟောဆို तू ကဘာဆိုတာကိုဖုန်းတော့စိတ်ကအလိုလိုတတ်မှတ်တယ်ဟုတ်တယ်မဟုတ်လားအဲ့ဒီမှာအဲ့ဒီလိုစိတ်မျိုးကမြင့်မြတ်တယ်လို့ပြောမလားအထင်ကြီးချင်းအထင်သေးချင်းကမြင့်မြတ်တဲ့သဘောမဟုတ်ယုံညံ့တဲ့သဘောစိတ်ကိုပူလောင်စေတယ်ပင်ပန်းစေတယ်လေးလံစေတယ်ဟုတ်လားအဲ့တော့ကုထာတာကိုမြင်တယ်ဆိုရင် तू အထင်ကြီးတယ်လည်းမရှိဘူးအထင်သေးတယ်လည်းမရှိဒါရတာပဲလို့သိသူနဲ့ကိုယ်နဲ့လည်းဘာမှမထူဘူးအတူတူပဲလို့သိအရန်ကောင်းတယ်တရားဒါကြောင့်မယ်ဆိုပါဗျာ နဧတာတိတေနကာယနာယောမင်ကြီးဥဏ္ဏမေတွေပရမဝါဇံနေကိမင်ညတတအတတနာတော့ဒီလိုခန္ဓာကိုယ်မျိုးကြီးနဲ့နေရရနေမြန်သူများကိုထင်သေးမယ်ကိုယ့်ကိုယ်ကိုထင်ကြည့်မယ်ဆိုဒီလိုဟာမိုက်မဲခြင်းကလွဲလို့တခြားအကြောင်းမရှိဘူးလို့ဟောတာမိုက်မဲတယ်ဆိုတော့ကိုယ်ခန္ဓာရဲ့အကြောင်းအမှန်တိုင်းမသိတာကိုပြောတာဟုတ်လားဒါကြောင့်အတုပဘာဝနာလုတ်တဲ့နေပေါ့နော်ဒါနေ့တနေ့ကိုအဲ့လိုဘာဝနာတရားလေးတွေနဲ့အဲ့ဒီလိုမုံမြတ်တဲ့စိတ်ကလေးတွေနဲ့စတင်ဖို့လိုတာပေါ့နော်ဘုရားကောင်ကိုအာယုံပြုမယ် တတ္တဝါတွေရဲ့ပုံမှာနော်အလိုမကျတဲ့စိတ်တွေစိတ်တိုင်းမကျတဲ့စိတ်တွေနေပါအောင်မေတ္တာတရားလေးနဲ့ငြင်းငြင်းအေးအေးနေမယ်ဟုတ်လားပြီးရင်ပါကိုယ့်ဘဝရဲ့ရှင်သန်မှုဟာတည်မြဲနေတဲ့သဘောမျိုးအချိန်မီးပြတ်နိုင်တယ်တဲတဲလေးသွားနေတာဘဝရဲ့ကြောက်မက်ဖွယ်ရကောင်းတဲ့အမှန်တရားဟောနော်ဒါကိုဆင်ခြင်ရမယ်ပြီးရင်ပါလို့ဒီရုပ်ခန္ဓာအိမ်ကြီးဘလို့တိဆောက်ထားလဲဆိုတာကိုဆင်ခြင်တာဒါကိုအရက္ခတရား၄ပါးလို့ခေါ်တယ်အလွန်မုံမြတ်တဲ့တရား၄မျိုးပေါ့ဟုတ်လား စောင့်ရှောက်နိုင်တယ်စိတ်ကိုရောဂျုတ်ကိုရောစောင့်ရှောက်နိုင်တယ်ဒီသဘောလေးတွေကိုဘုံဘုံတို့ကနားလည်ရမယ်ပေါ့နော်ပြီးရင်နောက်ဆုံးကဘာလို့ဆိုတတိပဌံဘာဝနာတတိပဌံဘာဝနာဆိုတာကတော့နော်ဒါဖရားအရှူရှူနိဗ္ဗာန်ရောက်ကြောင်းလမ်းအနေနဲ့နော်ဟောခဲ့ကြတယ်တခက်ကို အမုံမြတ်ဆုံးသူတော်ကောင်းတရားတတိပဌံဆိုတာဘာလို့ဆိုကိုယ်ခန္ဓာမှာဘယ်လိုသဘာဝတွေဟာဘယ်လိုဖြစ်နေသလဲဆိုတာကို အချိန်တိုင်းတတိထားပြီးအမှန်သိပြီးနေတဲ့နေကိုတတိပဋ္ဌာန်တရားအထုတ်တယ်လို့ခေါ်တာဟုတ်လားကိုယ့်ကိုယ်ကိုဘာဖြစ်နေတယ်လဲဘယ်လိုဖြစ်နေလဲဆိုတာကိုပြစ္ဆုတ်ပန်တိုင်းမှာသိအောင်ကြိုးစားတာနော်ရုပ်ပိုင်းဆိုင်ရာကိုသိအောင်လုပ်တယ်ခံစားမှုပိုင်းဆိုင်ရာသိအောင်လုပ်တယ်စိတ်ပိုင်းဆိုင်ရာသိအောင်လုပ်တယ်ဓမ္မတဘာဝပိုင်းဆိုင်ရာသိအောင်လုပ်တယ်ဆိုတော့တတိပဌံတရား၄ပါးရှိအနှစ်ချုပ်လိုက်ရင်ဒီခန္ဓာကြီးရဲ့ဖြစ်စဉ်ဘဝရဲ့သဘောတဘာဝကိုဖြစ်တိုင်းသိတယ် အဲမြတ်စွာဘုရားဘုရားစတင်ပြီးကာယ ानु ပဒနာသတိပဋ္ဌာန်ထဲမှာအကျုံးဝင်တယ်အာနာပါနာကစတင်ပြီးဟုတ်လားဝင်လေထွက်လေနောက်ခန္ဓာကိုယ်ကြီးရှင်သန်ဖို့အတွက်ဒီခန္ဓာကိုယ်ကြီးကတော့သူလုံနေတာကိုကကြိုးစားနေတာမဟုတ်ဘူးကိုကတခါလေဝင်လို့ဝင်မှထွက်လို့ထွက်မှတော့သိတာမဟုတ်ဘူးဟုတ်လားဒီအဆုတ်နဲ့ပေါင်းပြီးတော့ခန္ဓာဘာလုံနေလဲအလုတ်လုံနေမှာနော်သူလိုချင်တဲ့လိုအပ်တဲ့အောက်ဆီဂျင်ဓာတ်ကိုမရရအောင်ယူတယ် မလိုအပ်တဲ့အညစ်အကြေးတက်ကိုမဖြစ်ဖြစ်အောင်ထုတ်တယ်အောင်ထားလို့မရဘူးဒီအမှန်တရားကြီးဘဝအတွက်အလွန်အရေးပါတဲ့အစိတ်အပိုင်းကြီးပဲဝင်လေထွက်လေဆိုတာဟုတ်လားအဲ့ဒီဝင်လေထွက်လေကိုဘာလို့မလုပ်သတိထားခိုင်းတယ်မြတ်စွာဘုရားဒါဝင်နေတယ်ထွက်နေတယ်ဒါဖြစ်နေတယ်ဆိုတာသိနေဒီဥစ္စာသိဖို့ရမ်းခက်တယ်စိတ်ကောင်ကကြောက်ပြက်ခတ်နေတာတွေပဲအမြဲတမ်းတွားကျင်နေတယ်ဒီနေ့နေဆိုရင်ခဏပဲပြီးရင်ဟိုဘက်ရောက်သွားဟုတ်လား ဲ့ဒါကိုဘာလို့ပြောလဲလေ့ကျင့်ပေးရနော်ဝင်လေထွက်လေပုံမှာစိတ်ကလေးရှိနေအောင်လေ့ကျင့်ပေးတယ်အဲ့ဒါတဘာဝတရားတွေကြောင့်အများကြီးတည်သွားတယ်ဘုရားကတော့ဒီဝင်လေထွက်လေကိုတကယ်ကိုထိရအောင်လုပ်မယ်အဆုံးစုံလုပ်မယ်ဆိုရင်ရဟန္တာတောင်ဖြစ်မယ်လို့ဟောတာဟုတ်လားဒါသတိပဋ္ဌာန်ဘာဝနာတွေတဲကဘုံကတခုပထမဦးဆုံးဟာလေးကိုပြောလိုက်တာသတိပဋ္ဌာန်တရားကိုမြတ်စွာဘုရားအများကြီးကြည်ကြည်ပြတ်ပြတ်ဟောတယ်လူရင်းကတော့ဒီခန္ဓာမှာဘာပဲဖြစ်ဖြစ်ဖြစ်နေတဲ့ဥစ္စာကိုအမှန်ကန် အမှတ်တရလေးနဲ့တရလေးထားပြီးတော့နေခိုင်းတာပါပဲအထီးကဟုတ်လားအဲအနာပါနာကတော့တိတာတော့ထင်ရှားတော့ဒါကိုပြောလိုက်တာဟုတ်လားအတဘာဝနာဘယ်လိုမျိုးတော့၅မျိုးနော်အဲဘုံဘုံကနိုင်ဝက်လောက်ပြောမယ်ဆိုနိုင်ဝက်ရှိသွားပြီနော်အတဘဝမှာဒီတရားတွေဟာအလွန်မမြတ်တယ်ဆိုတာပင်ကိုဉာဏ်ရှိတဲ့လူတွေစဉ်းစားဆင်ခြင်ကြည့်မယ်ဆိုတော့သိနိုင်ပါလေဟုတ်လားဒါကြောင့်ကိုယ်နေရတဲ့ကိုစားတိုင်းစားတိုင်းမနှက်ခင်းလေးမှာ လုတ်တဲ့နဲ့အနည်းဆုံးပေါ့နော်ပြင်ညာအရာဝင်ကနေဩဒီနေ့သာနားယူတော့မယ်ခန္ဓာကိုယ်ကြီးမမြင်ခဲ့ရကြားခဲ့ရတွေးခဲ့ရသင်ပန်းတော့ညကြတော့မနားလို့ကမရဟုတ်လားကြည်စရာတွေကြည့်နားထောင်နေရာတွေနားထောင်တွေးနေရာတွေတွေးပင်ပန်းမိလေစိတ်ကောရုပ်ကောပင်ပန်းအဲ့ချိန်နားရင်နားမနားရင်ကျမ်းမာရေးပါဖောက်မှာနော်ဟုတ်တယ်မို့လားအဲ့တော့နားကနေလေဒီ၅မျိုးလေး ਨੇ နားမယ်ဆိုရင်ကောင်းတယ်နော် နေတရတရစားမယ်ဆိုရင်ဒီ၅မျိုးလေး ਨੇ စနော်နေတရတရကိုနားတော့မယ်ဆိုရင်ဒီ၅မျိုးလေး ਨੇ နားဘုရားကောအာယုံပြုမယ်အတ္တဝအနန္တရဲ့ပုံမှာမေတ္တာထားမယ်နော်ရှင်တန်ခြင်းဆိုတာမတည်မြဲတဲ့အရာမတည်ကြတဲ့အရာလို့အမှန်သိပြီးတော့နေမယ်ရုပ်ခန္ဓာအိမ်ကြီးဟာမတင့်တယ်မှုအနတ်မကောင်းမှုတွေ ਨੇ တိဆောက်ထားတာဆိုတာကို အမှန်သိပြီးတော့နေမယ်ပြင်ပါတော့ဘဝရဲ့သဘောတဘာဝခန္ဓာရဲ့သဘောတဘာဝဘာတွေဖြစ်နေလဲဆိုတာကို အမှန်တိုင်းသိပြီးတော့နေတဲ့ကတိပဋ္ဌာန်တရားဟုတ်လားဘာဝနာဗနမျိုးတို့၅မျိုးအဲဟိုလွန်ခဲ့တဲ့၄နှစ်လောက်ကစင်ကာပူမှာဟောတာရှိတယ်ဘာဝနာတစ်မျိုးမိနစ်90တနာရီလောက်ဟောတာရှိတယ်အဲ့ဒီတရားလေးရှာပြီးတော့နာကြည့်ဟုတ်လားဗုဒ္ဓနုဒ္ဓတိရဲ့မေတ္တာရဲ့မရဏနုဒ္ဓတိရဲ့အတုဝရဲ့တတိပဋ္ဌာန်ရဲ့တရား၅ခုဟောတာရှိနော်အင်းဒါကြောင့်အလွန်မုံမြတ်တဲ့ဒီနေနီးထန်နေနေနဲ့ နော်နေနိုင်ထိုင်နိုင်ကြတယ်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းတော်ဆန္ဒပြုပြီးတော့ဒီကနေ့ပြုလို့အထောက်ကြရတယ်ဒါနသီလတမာတိပညာကုလိုကောင်းမှုအစုစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမညာပုညမြေနိဗ္ဗာန်ကိုလျင်မြန်ထုတ်ချောက်မြတ်မောပြုပြရစေကုန်သောဟုပတ္တနာအောင်စုပြုရကုန်ရာတည်း